မေရိကန်နိုင်ငံရဲ့ပြည်ဝင်ခွင့်ပိတ်ပင်တဲ့နိုင်ငံစည်းရင်းထဲမှာမြန်မာနိုင်ငံပါဝင်နေတာစိတ်မကောင်းမွယ်တွေ့ရှိရပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့လုံခြုံရေးအပါအဝင်အခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီးစိုးရိမ်စရာတွေရှိတာကြောင့်လုံတဲ့တဲ့ကိစ္စတွေဆောင်ရွက်တော်မူနားလည်ပါတယ်။မြန်မာနိုင်ငံသားတွေနဲ့မြန်မာနယ်ပွားတွေမြန်မာပြည်ကိုပြန်မလာဖြစ်တဲ့အကြောင်းနဲ့မှာမြန်မာနိုင်ငံမှာဆက်အနာသိမ်းဖို့ကြိုးစားမှုရဲ့နောက်ဆက်တွဲခုခံတော်လှန်စစ်တွေဖြစ်ပွားနေတာအပြင် အကြမ်းဖက်စစ်တပ်က လူငယ်လူရယ်တွေကို အတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့ကိစ္စတွေကြောင့်အထူးသဖြင့်အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့လူငယ်လူရယ်တွေចောင်းသားတွေဟာနေရက်ကိုမပြောင်းနိုင်ကြတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့အဲ့ဒီလိုမပြောင်းနိုင်သေးတဲ့သူတွေကိုလက်ခံစောင့်ရှောက်ပေးထားတာကိုလည်းကျေးဇူးတင်ပါတယ်။ယာယီအကာအကွယ်ပေးမှုအစီအစဉ် Temporary Protected Status ကိုလည်းတက်တန်းထပ်မံတိုးမြှင့်ပေးဖို့မြစ်တာရက်ခံလိုပါတယ်။ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးအကြောင်းမျိုးမျိုးကြောင့်မြန်မာပြည်ကိုပြန်မလာနိုင်သေးတဲ့သူတွေအနေနဲ့လည်းအမေရိကန်ပြည်ထောင်စုရဲ့ပြည်သည်ဥပဒေစီမင်းစည်းကမ်းတွေကိုလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းပါတယ်။အခက်အခဲတစ်စုံတစ်ရာရှိမယ်ဆိုရင်အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့မျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီးအကူအညီတောင်းနိုင်ပါတယ်။မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကူညီဆောင်ရွက်နိုင်တဲ့ကိစ္စဆိုရင်တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့နီလန်းမျိုးစုံနဲ့ဖိစီးနှိပ်စက်မှုဆရာနာသိမ်းမှုကြောင့်ဖြစ်ရတဲ့ဆင်းရဲကြက်တဲမှု ပြဿနာတွေအပြင်ငလျင်မုံတိုင်းရေကြီးရေရှမ်းမှုစတဲ့တဘာဝဘေးအန္တရာယ်တွေကိုပါရင်စည်းခံနေကြရတဲ့ပြည်သူလူထုရဲ့ဘေးဒုက္ခတွေတက်တာရာရစေဖို့တက်ဆွမ်းလည်းဆောင်ရွက်လျက်ရှိသလိုအမြန်ဆုံးကင်းဝေးနိုင်ရစေဖို့ကိုလည်းပြည်သူအားကိုအခြေပြုပြီးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်